င်္ဂလာပါခင်ဗျာ chess na router တရားလို့ပြောချိုးဆိုပါရစေဒီနေ့မှာတော့ the third world chess championship match ရဲ့ game system ကို review လုပ်သွားပါမယ် game system မှာတော့ဖြူပါ grossberg စားလာပြီးတော့ number က style နဲ့စားစားလာပါတယ်ပွဲတွေကိုစားကြည့်လိုက်မယ်ဆိုရင်တော့ e4 e5 knight 3 knight c6 bishop c4 bishop c5 ဒီဘက်မှာလည်း italian game ကျွာကိုပြရလို့ line တွေကိုကစားရကြတယ် ပေးဖို့ကွန်စပါကိုနှကောင်ကိုဘေးဘာချွေးပြီးတော့အဖန်စကန်ပစ်ကစားရပါတယ် The shot is be for C3 The shot be 5 Gas again side Queen assess D4 Aces Queen A4 ဖြူအား Queen A4 ချွေးပြီးတော့ Bishop ကိုစားတင်စားမယ်ဆိုပြီးတော့လှုပ်ထားပါတယ်နောက်လက်ကြလို့ရှင်ပေါ်နဲ့မြင်းကိုမောင်းလိုက်မယ် မြဲတယ်သွားလို့ရှင်ပျောက်ကိုစားမယ်ဆိုပြီးတော့ပြင်လာပါပျောက်ပြီး says ပျောက်ပြီး5ဒီကွာတော့အသိမကောင်းပါဘူးဘာလို့လဲဆိုရှင်ဖြူမှာမထုတ်ရသေးတဲ့အကောင်လေးရှိပါတယ်ဒီနေရာမှာဆိုရှင်ပျောက်တွေမြင်းနေမထုတ်ရသေးပါဘူးအဲ့ကောင်လေးကိုရင်ထုတ်တယ်ပါတယ်ခုလိုမျိုးထုတ်ပြီးသားအကောင်ကြီးကိုနှခါမရွှေ့တယ်ပါဘူးဟိုကြတော့ဒီညမှာ bishop a3 ရွှေ့ပြီးတော့ ဒေတာကိုနေရနေပြီးတော့အနက်ကင်ဆာကိုဖြတ်ရင်းနေရနေပြီးတော့ develop လုပ်လိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ငင်းရင်ခုံပြီးကြအောင်မှာ bishop ကြီးကရီရွှေရပဲဖြစ်ဖြစ်အဲ့လိုမျိုးအကောင်တွေထုတ်တာပိုကောင်းလိမ့်မယ်လို့ဆိုပါတယ်အဲ့လိုသေးသေးသာစားခဲ့မယ်ဆိုရှင်ဖြူရဲ့ကြောင်နှလုံးကလည်းဆက်ပြီးသားဖြစ်သွားမယ် development မှာလည်းဖြူကသာရရှိပါလိမ့်မယ်အနက်ဘက်ကိုကြည့်မယ်ဆိုရှင်ဒီလောက်မှာ bishop တွေရထားတွေကသူ့ကောင်းနေတဲ့သူပြိမိနေအောင်မြင်ရမှာပါ ွဲမှာတော့ဖြူအားဘျော့ B5 ဆိုပြီးတော့ရွှေ့ရပါတယ်။ဒီရချက်ကတော့တင်းငင်းကိုစားမယ်ပြီးတော့ရှင်ဒီပွန်းကိုစားမယ်ဆိုပြီးတော့ပြင်သားပုံရပါတယ်။ Knight E7 Stylus အသာလေးပဲမြင်းနှကောင်ဆက်လိုက်တယ်။ဒီရောင်းနဲ့မြင်းကိုစားရင်မြင်းနဲ့ပြန်စားပြီးတော့ပွန်းကိုကားမယ်ဆိုပြီးတော့လှုပ်ထားပါ။ Bishop A3 ကောစာဘီရှော့ကိုဒီဝတ်တာဝန်ထဲကနေတစ်ဆင့်ဖြတ်ထားပါဗျ။ E-D4 စတိုင်နဲ့စာစန္ဒာပုံကိုလဲထားတယ်။ E5 ဖြူအားချက်ချင်းတမ်းမစားသေးပဲနဲ့ E5 ဆိုပြီးတော့အရင်တတ်ထားပါတယ်။ပြောရမယ်ဆိုရှင်ဒီပုံကိုအနက်ကမြင်းရံ၊ကွင်းရံနှစ်ကောင်နဲ့တိုက်ထားပါ။စားတင်စားဆိုပြီးတော့ပေးတွေးလိုက်လို့ဖြစ်ပါပါတယ်။ဝင်းချီဆက်စတိုင်နဲ့စာမစားပါဘူး။ဒီနေရာမှာရိုးရှင်းစဉ်းစားကြည့်မယ်ဆိုရှင်စားလို့ရှင်နဲ့တော့အန်ရီရောများပါတယ်။ ဒီလိုအစားကြီးလိုက်မယ်ဆိုရှင် night days e5 queen days e5 အဲ့လိုဆိုရှင်ဒီနာက e5 ရပွင့်သွားမယ်နောက်ပြီးတော့ a3 မှာရှိရပြောက်ကလည်းဒီနာကိုလှမ်းကြည့်ရတယ်ပြောရမယ်ဆိုရှင်နောက်ဘက်က development မပြီးသေးတဲ့အချိန်မှာအဲ့လိုမျိုးကြီးအစားခဲ့မယ်ဆိုရှင်ရန်ကြီးကိုကစားတာခတ်မှာပါဒါပေမဲ့ကွန်ပျူတာကဒီနားမှာထူးဆန်းမှုကောင်းသွားတယ်ပဲ။နက်ကောင်နဲ့တာသေးရဆိုပြီးတော့ပြပါတယ်။နက်ကပုံသုံးကောင်လောက်တာနေရတော့ဟုတ်ပါတယ်။ ါပေမဲ့ position ကြီးကဟာလာရင်းလေးပွင့်နေပြီးတော့သူ့ပြန်ကအုံုံတဲ့နေရာမှာရှိမနေပါဘူး။ကဲနေကွဲနေရလဲဇန်းနဲ့ဖြစ်နေပါသေးရဲ့။ဘလို့ဖြစ်လို့အနောက်ကသာလဲဆိုပြီးတော့မေးစရာရှိပါတယ်။သူကဒီလိုလေးဆက်ရွှေပြားတာပါတယ်။ဖြူကတကယ်လို့92ရွှေပြီးတော့ရထားနဲ့ဒီကနေပြီးတော့ skewer လာလုံးမယ်။လုံးပြင်မယ်ဆိုရှင်ပင်လာလုံးမယ်ဆိုပြီးတော့ချောင်းမယ်ဆိုရှင်အနောက်ကဒီနေရာမှာ a6 ဆိုရဲ key move ကိုရွှေ့လို့ရပါတယ်။ပြျှောက်ကိုစားမယ်ဆိုပြီးတော့ ကွင်းထဲစားမယ်ဆိုပြီးတော့ချိန်ရောက်လိုက်မယ်တကယ်လို့ဒီနေရာမှာဖြူအားရထားနဲ့ကွင်းကိုလာချိန်ခဲ့မယ်ဆိုလို့ရှိရင်ဒီ bishop ကို plane လာစားမှာပါဖြူအားဒီနေရာမှာ rookie 7 check ဆိုပြီးတော့လာချက်ခဲ့မယ်ဆိုလို့ရှိရင်ဒါလေး candy ရိတ်ဖြစ်ဖြစ်ရှောင်းလိုက်လို့ရပါတယ်တော့ဆက်မှာအနက်ကကွင်းချင်းတိုက်ထားတဲ့တော့ကြောင့်မလို့ဖြူကွင်းအားရှောင်းရလိမ့်မယ်နောက်လည်းကြာလို့ရှိရင်အနက်ကဒီစစ်တပ်ပြီးတော့ဒီ bishop ရဲ့ဓာတ်ကိုလည်းဖွင့်ပေးလိုက်တာမျိုးလုပ်လို့ရတယ်ပြီးလို့ရှိရင်ကွင်းကိုကင်းဆိုင်ပါချောင်းကို နှစ်ခဏသွားပြီးတော့ဒီကင်းကိုလာတိုက်တာလေးလုပ်လို့ရတယ်။ပျောက်နယ်တရားနေလာချိန်ပြီးတော့ G5 ရှောက်ကနေ pressure ပေးတာလေးလုပ်လို့ရတယ်။အဲ့လိုမျိုးလေး counter attack လုပ်ပြီးတော့စစားလို့ရှင်နှက်ကောင်နဲ့တားနိုင်တယ်ဆိုပြီးတော့ပြရပါတယ်။အဲ့လိုဆိုတော့တကယ်လို့အနက်ကသာ ace ရွှေကံမယ်ဆိုရှင်ဒီနေရာမှာဖြူကပြထားတဲ့ပြန်ကားမျိုးဖြစ်နိုင်တယ်အဲ့ခါကျရင် king side castle ဒါလေးလုပ်ပြီးတော့ ကင်းကိုလုံလုံတဲ့နေရာကိုရှောင်လိုက်လို့ရတယ်။ခုနေ Rock of Ivan ရွှေ့ပြီးတော့ Skewer လာလို့လို့ရှင် Queen of Fight ကိုကွန်ပျူတာနဲ့ရှောင်လို့ရတယ်။ဖြူရဒီနေရာမှာ The Short Days Night ဆိုပြီးတော့လာစားခဲ့မယ်ဆိုရှင် Detective C3 ပြန်စားပြီးတော့မြင်းကိုတိုက်လို့ရပါတယ်။စျန်းနာတကူကမြင်းကိုတိုက်တာမှမဟုတ်ပါဘူး။ဒီပုံးကိုစားရတဲ့အနေနဲ့ပြီးတော့ TV Shop ရဲ့ဒါဝင်ကိုဖွင့်ပြီးသားဖြစ်သွားမယ်။ကွင်းနဲ့ပျောင်းနေတာဒီ F2 ဘောက်ကိုလှမ်းချိန်ထားရတဲ့တော့ကြောင့်မလို့ ဒီနေရာမှာမြင်းရှောင်လိုက်တာနဲ့အတူကိုစားချက်မယ်ဆိုပြီးတော့ပြင်တာပါအဲ့လိုဆိုတော့ခုနေနိုင်တာဆိုရင်ရှောင်လို့မရဘူးလားလို့မေးစရာရှိပါတယ်အဲ့လိုဆိုရှင် F2 ပတ်ကိုပိတ်ပြီးသားဖြစ်သွားမယ်ဒါပေမဲ့ဒီနေရာမှာ net က C2 ဆိုပြီးတော့ထပ်တက်လို့ရပါတယ် Ruby C1 ဆိုပြီးတော့ရှောင်ခဲ့မယ်ဆိုရင် Quintex B5 ဆိုပြီးတော့ရထားမရှိရောရဲ့ကာဝယ်ကဝယ်ရာမရှိရောတော့ကြောင့်မလို့ဒီဘီရှော့ကိုပြေးစားလို့ရတယ်။ Quintex C2 ရုတ်ကြီးရဲ့အဲ့လိုတွေကစားပြီးတော့အနှက်သားနိုင်ပါတယ်တကယ်လို့ဒီနားမှာဖြူအားမြင်းကို F3 ကိုမရှောင်မဲနဲ့ Night Evil လို့ကွန်ပျူတာနဲ့ရှောင်ခဲ့လို့ရှင် D5 ဆိုပြီးတော့ဒီမြင်းကိုထပ်မောင်းလို့ရပါတယ်အဲ့လိုဆိုရှင်မြင်းရှောင်ခဲ့မယ်ဆိုရှင်ဒီ F2 ကိုလာစားချက်မှာပါမြင်ရတကယ်လို့ Night C5 လို့ကွန်ပျူတာကိုလာဖိတ်ခဲ့ရင်အဲ့လိုဆိုရှင်ရော အဲ့ခါကြလို့ရှင်လည်းဒီနေရာမှာ a d s b 5 quantas a 8 rook e 8အဲ့လိုကစားပြီးတော့အသာရနိုင်တယ်ဆိုပြီးတော့ပြရပါပါတယ်ဒီနားမှာ minor piece ရဲ့ရထားရဲ့လဲလိုက်လို့တော့ဖြစ်သွားတယ်ဒါမဲ့လို့ဒီနားမှာတကောင်ပြန်ရမှာပါဘာလို့လဲဆိုရှင်ဒီ bishop ကမြင်းကိုကာရတယ်ဒီ bishop ဖယ်သွားတယ်တပြိုင်တည်းမြင်းစားခံရမယ်တကယ်လို့ပြောတာဘာမှမလုပ်ဘူးဆိုရှင်လည်းနောက်ကဒီ bishop ကို plain စားမှာပါ အဲ့ခါကျရင်ဖြူကပြန်စားလို့တော့မရပါဘူး။ဘာလို့လဲဆိုတော့နောက်ကရထားလေထဲမှာကျန်နေမှာမဟုတ်လို့ပါ။ပြန်စားလို့ရခဲ့ရင်တော့မှပျောက်စားခံရလို့ရှင်။ဒီမြင်ရပါ နောက်တစ်ခါထပ်ပြီးတော့စားခံရပါလိမ့်မယ်။အဲ့လိုဆိုပွဲကိုပြန်ကြည့်လိုက်မှဆိုရှင်တော့အနက်ကဒီ e5 မှာရှိရပုံကိုမစားခဲ့ပါဘူးစဉ်းစားကြည့်မှဆိုရှင်လည်းနည်းနည်းတော့အန်ရဲရောများပါတယ်ကုဒါသာ နဲ့သားရဲ့ဥပါရီလျှောက်ပြတာပါတကယ်ကစားရဲ့ပွဲမှာတော့မလွယ်ပါဘူးတွက်ဖို့ကတိုင်းနေစားဒါလေးပဲကွင်းကြီးဆဲဆိုပြီးတော့ရှောင်းထားတယ် G5 လျှောက်ကနေကင်းုံနှမ်းကြည့်ရပါတယ် C test D4 95 D ကတော့မကောင်းပါဘူးစိုင်းနေစက်ရရချက်ကတော့ D5 ကနေတစ်စင် F4 ကိုလာမယ်ပြီးလို့ရှိရင် G2 ပွန်းကိုကွင်းရံမြင်းနှကောင်နဲ့ချိန်ပြီးတော့ checkmate လုပ်မယ်ဆိုပြီးတော့ပြင်မယ် ဲ့လိုမျိုးရည်ရွယ်ထားပုံရပါတယ်။ဒါမဲ့လို့သူ့ကင်ကြီးကစင်တာမှာကြံခဲ့ပါတယ်။အကောင့်တွေကလည်း development မှာအရန်နောက်ကျနေပါတယ်။ဒီ direction နဲ့သွားတာမကောင်းပါဘူး။ဒီနားလေးမှာဘူဒါကတော့အကောင်းဆုံးအကွက်က asset ဆိုပြီးတော့ပြပါတယ်။ပုံနဲ့ရျှောက်ကိုထမ်းထောက်လိုက်မယ်။ချက်ချင်းတော့ဒန်းစားလို့မရပါဘူး။နောက်ကရထားပင်မိနေတဲ့အတွက်ကြောင့်မလို့ပါ။ခုနေတကယ်လို့ night bg2 လို့ကွန်ပျူတာရွှေ့ခံမှာဆိုရှင် group b လို့ကွန်ပျူတာနဲ့ပင်ကွက်ကနေရှောင်လိုက်လို့ရတယ် ဲ့ခါကြလို့ရှင်ပေါ်နေပစ်ရှော့ကိုစားမယ်ဆိုပြီးချင်းရောက်ပြီးသားဖြစ်သွားမယ်ခုနေတကယ်လို့ပစ်ရှော့နောက်ဆုတ်ခဲ့မယ်ဆိုရှင်ဒါရာလေးပဲကင်းဆိုင်ကာစင်းလုပ်ပြီးတော့လုံခြုံတဲ့နေရာကိုပို့လိုက်လို့ရတယ်ဝင်းပြီ3 brook e8 အဲ့လိုတွေကစားခဲ့မယ်ဆိုရှင် position က equal ဖြစ်မှာပါပွဲမှာတော့ Styles က UHG နဲ့ပဲ95ဆိုပြီးတော့ခုန်တက်ထားပါတယ် development မပြီးသေးတဲ့အချိန်မှာအခုလိုမျိုးမြင်းယုံအဲ့ direction နဲ့သွားနေတာသိပ်မကောင်းပါဘူး။ကွင်းနဲ့မြင်းနဲ့နှကောင်နဲ့ဖြူကင်းကို checkmate လုပ်ဖို့အတွက်လုံလောက်ပါမလားဆိုတာကြီးစဉ်းစားစရာရှိပါတယ်။နောက်လည်းရလို့ရှိရင်ဒီစစ်တပ်ပျောက်နေဒီရနေပြီးတော့လာအဲ့လိုမျိုးလာလို့ရရဲဆိုရင်မဲလို့ဒီကွာခုနအေးစစ်လောက်မကောင်းတာတော့မှန်ပါပဲ။ Rookie 1 Night of Fool Steinesser သူ့ရွာချက်ကိုအပြောင်းမခံပါဘူး။မြင်းကို F4 ကိုခုံပြီးတော့ G2 ကို pressure ပေးရတယ်။မိမ့်မှန်ဆိုပြီးတော့တခါတည်းချိန်ရောက်ထားတယ်။ဒီနောက်မှာဖြူနေတဲ့ဒီမိကွက်ကိုကာဖို့အတွက်ရွေးချက်စရာနှစ်ခုရှိပါတယ်။ရွှေဆောင်နဲ့နောက်ဆုတ်ပြီးတော့ဒီ G2 ကိုကာမလား။ဒါမှမဟုတ် G3 တက်ပြီးတော့ကာမလား။နှစ်ခုရှိပါတယ်။ Video box လုပ်ပြီးတော့ဖြစ်ဖြစ်ချက်လောက်စဉ်းစားကြည့်ပါအောင်။ဘယ်ကွက်ကိုရွှင်အကောင်းဆုံးဖြစ်မလဲဆိုအောင်။ဟုတ်ပါတယ်ပွဲမှာတော့ ဘွန်စပါ G3 တက်ပြီးတော့လာခဲ့ပါတယ်။ညမှာအချိန်မှဆိုရှင် Bishop F1 နောက်ဆုံးတာမကောင်းစွာသိတာပါတယ်။ဘာလို့လဲဆိုရှင်ဒီနေရာမှာ night day three check ဆိုပြီးတော့ check လို့ရတယ်။ကင်းရှောင်နေမှဆိုရှင်ဒီ F2 ဘွန်ကိုကာမဲကောင်းမရှိပါဘူး။ငင်းနဲ့တရားနေပြီးတော့လာ check လို့ရတယ်။ကင်းပြေးခဲ့မှဆိုရှင် night day three check ဆိုပြီးတော့ထက် check လို့ရတယ်။ပြောရမှဆိုရှင်ဒီနားမှာပတ်ချက်ပြီးတော့နှက်က တကယ်လုံးချင်တယ်ဆိုလို့ရှိရင်ဒီရေလုံးလို့ရပါတယ်ဒီနေရာမှာပဲမှာတော့ gonspar လို့ရဖြစ်မှာဆိုလို့ခြေသွေးဆိုပြီးတော့တတ်ထားပါတယ်ခုနေလာချက်ခဲ့မယ်ဆိုလို့ရှိရင်ကင်းကိုအသားလေးတက်ပြီးတော့ရှောင်လိုက်လို့ရပါတယ်အဲ့လိုဆိုရှင်အတူကွာကိုလည်းဖုန်းကိုလည်းကာပြီးသားဖြစ်မှာပါဝင်းချီဖုန်းဒီနောက်မှာတော့ style စာမှားရွှေနေပါတယ်ဒီနေရာမှာ လိုက်တဲ့စင်ချက်ကပိုကောင်းလိမ့်မယ်လို့ဆိုပါတယ်ခုနေကင်းချီတူပြေးခဲ့မယ်ဆိုရှင် AC ဆိုပြီးတော့တက်လို့ရတယ်တကယ်လို့ဖြူကဒီ H3 ရလာချက်တဲ့မြင်းကိုလာစားမျိုးလို့လို့ရှင် Bishop E5 လို့ကွန်မြူနဲ့တထားကိုတိုက်လို့ရတယ်နဲ့ရွယ်ချက်ကတော့ခွင့်ရရနဲ့ဒီဒီပုံးကိုဖယ်ပြီးတော့ခွင့်ချက်တွေပါအေးလုံမယ်ဆိုပြီးပြင်တာပါတကယ်လို့ဖြူကဘီရှော့တိတ်စီဆက်ဆိုပြီးတော့စားခဲ့မယ်ဆိုရှင် ဒီတိုက်စီစဲချက်ဂင်းဂျီတူပျော့ဒေးစ် E1 night days E1 အဲ့လိုတွေကစားလို့ရပါတယ်ဖြူအားဒီညမှာဒီပျော့နဲ့ဒရန်နဲ့ဖြစ်နေရဲ့မြင်းကိုမစားဘဲနဲ့ခြောက်ွက်တွေရွှေ့လို့ရှိရင်လည်းဒီညမှာ equal ဆိုပြီးရောပဲပြပါတယ်ဥပမာတကယ်လို့ bishop f1 ကိုကွန်ပျူတာနဲ့လာချိန်ခဲ့မယ်ဆိုရှင် bishop e5 လို့ကွန်ပျူတာနဲ့ရထားကိုပြန်ချိန်လို့ရပါတယ် Knight B2 B5 Knight E1 Bishop E7 အဲ့လိုတွေကစားပြီးတော့ equal ဖြစ်မှာပါ။ပြင်ရမှာကြည့်မယ်ဆိုရှင် Knight Bishop ကဒီ long diagonal နဲ့ယူမှာအရင်အားကောင်းနေရမြင်ရမှာပါ။အဲ့လိုဆိုတော့ပွဲပြန်ကြည့်လိုက်မယ်ဆိုရှင်ဘယ်လိုပဲဖြစ်ဖြစ်ဒီ H3 ရနေပြီးတော့ငါချက်တာအကောင်းဆုံးလို့ဆိုပါရယ်။ဒါမဲ့လို့ Stylus ကကွင်းကြည့်ဖို့ဆိုပြီးတော့ ခရဲရဲပဲတက်လာပါတယ်။မင်းကိုစားမယ်ဆိုပြီးတော့ချိန်လိုက်တယ်။နောက်ပြီးတော့လမ်းကြုံလို့ရှင်ကွင်းနဲ့ဒီနားတွေလာမိတ်ဖို့တွေခြောက်ဖို့လောက်မပြောတတ်ပါဘူး။ဒါပဲလောဆယ်တော့ပုံးနဲ့မင်းကိုထောက်ထားတဲ့အတွက်ကြောင့်မလို့အဲ့လိုလုပ်ဖို့ကမဖြစ်နိုင်ပါဘူး။နောက်ချက်အနေနဲ့အကြတော့နှက်ကွင်းနဲ့မင်းနဲ့နှကောင်းနဲ့နဲ့ကဖြူခဲကိုရိုင်းကြီးချိန်အောင်နိုင်ခဲ့တာမရှိပါဘူး။ไลบีดีดูชัวอตาลีเวตุเมียนโอเดเวลลอปลงไลเด မြင်းကိုလှိုင်းပြီးတော့ကာလိုက်တယ်။ Nightage screen chat ကင်းရဲ့ပုံးရဲ့နှကောင်ခွာချက်လုပ်ထားတယ်။ကင်းချီတူ Nightage fight ဒီနောက်မှာ style နဲ့စာထပ်မှာရွှေမြူပါတယ်။တကယ်လို့ဒါဒီနေရာမှာ Nightage full chat ဆိုပြီးတော့ check ရမယ်ဆိုရှင်နဲရှုံးချက်ဒီကစားပြီးတော့ပွဲကိုနဲလောက်ဆွဲဆန်းလို့ရပါပါ။ဒီနောက်မှာဖြူကင်းနေနဲ့နောက်ဆုံးစရာအကွက်က၃ွက်ရှိပါတယ်။ ကင်းကြီးဝိုင်းတို့ကင်းကြီးဆွမ်းတို့နောက်ဆုတ်ခံမယ်ဆိုရှင်ဖြူသားပါတယ်။သူဖြစ်ကင်းကြီးဆွမ်းနောက်ဆုတ်ခံမယ်ဆိုရှင်နက်ကွင်းရဲ့ဒီပင်ပြီးလောက်ထားတာနေပြီးတော့ဖယ်ပြီးသားဖြစ်သွားမယ်။အဲ့လိုဆိုရှင်ဖြူသားရရှိမှာပါ။ဒါမဲ့တခုရှိတာကတော့ကင်းကပ်ကွမ်းရွှေလို့ရှင်တော့ဖြူရှုံးမှာပါ။ဘာလို့လဲဆိုရှင်ဒီနားနေပြီးတော့ကွင်းနဲ့ချက်ကင်းကြီးဝိုင်းပြည့်ရဲ့အခါဂျီတူးကနေပြီးတော့မိတ်အဲ့လိုမျိုးနဲ့အနက်ကနိုင်ဝါနိုင်ပါတယ်။ ဒါပဲလို့ကိန်းကိတ်စွာပြေးခဲ့မှဆိုရှင်တော့လက်ကဘာမှလုပ်လို့ရမှာမဟုတ်ပါဘူး။ night race လာပြီးတော့ဒီ F2 ဘွန်ကိုစားမဲ့ချိန် rookie 2တားလေးတက်ပြီးတော့ကာလိုက်လို့ရပါတယ်။ဘယ်ပြန်ကြည့်လိုက်မယ်ဆိုရှင်တော့ဒီညမှာလက်က night race for check ဆိုပြီးတော့မချက်ခဲ့ပါဘူး။ night race ဆိုပြီးတော့ရွှေ့ထားတယ်။ခုကတော့ခုနကပြောတဲ့ night race for check ထပ်ပို့ပြီးတော့ဆိုးပါတယ်။ အဲ့ကွာကြောင့်ပဲနှက်ကတော်လေးနှိမ်သွားပါတယ်။ Bishop B2 ဖြူအားဒီနားမှာထပ်မရွှေ့မိပါတယ်။သူ့ Bishop ကိုဒီရန်ကောင်းတဲ့ဒါကွန်ရဲ့ကြီးရနေပြီးတော့ဖျက်ထားပဲနဲ့ဒီဘာမှလုံးလို့သိမ့်မရတဲ့ဒါကွန်ရဲ့ကိုပြန်ပို့လိုက်ပါတယ်။ဒီနေရာမှာတခုရှိရာကတော့ဒီမြင်းကိုဖြူအားသွားစားလို့တော့မကောင်းပါဘူး။အဲ့လိုစားခဲ့မယ်ဆိုရှင် HHC5 စားပြီးတော့နှက်ကဒီ open h y ကိုရပြီးတော့ပြန်တာဝနိုင်ပါတယ်။ဒါမဲ့လို့ဒီနေရာမှာဖြူသွက်နိုင်လောက်အောင်ဒါမဲ့အကွက်ရှိပါတယ်။အဲ့ဒါတော့ d5 ဆိုပြီးတော့ data ပါ။ဖြူရဲ့ရွယ်ချက်ကတော့ဒီမြင်းကိုစားမယ်ဆိုပြီးတော့ချိန်လိုက်တယ်။မြင်းရှာဝါခဲ့မယ်ဆိုရှင်နောက်လည်းကြလို့ရှင် e စစ်တက်ပါပါ။ e စစ်တက်ခဲ့မယ်ဆိုရှင်ရင်းရှောင်းသားရဲ့အနေထားမျိုးမှာဆိုရှင် ဒီပျောက်နဲ့ကင်းတဲ့ဟာဇန်းလေးဖြစ်ပြီးတော့ဒီပွားလှုပ်မရပါဘူးပင်မိနေမယ်နောက်ပြီးတော့ဒီရထားရဲ့ဆိုင်ကြီးကလည်းနောက်ထဲမှာပွင့်သွားမယ်အဲ့လိုဆိုရှင်နိုင်လောက်အောင်သားမှာပါဥမာလေးနဲ့ပြောရမယ်ဆိုရှင်လောဆန်ကတော့ကွင်းနှစ်ကောင်ကဇန်းလေးဖြစ်နေရတဲ့ကြောင့်မလို့ကွင်းဒိတ်စီဖိုပျောက်ဒိတ်စီဖိုစားမျိုးဖြစ်နိုင်တယ်တကယ်လို့ရင်းရှောင်တာမျိုးလုပ်ခဲ့မယ်ဆိုရှင်နောက်ထဲကြလို့ရှင်ဤဆက်ဆိုပြီးတော့တက်လို့ရပါတယ် တကယ်လို့နှစ်က Night Days at 3ရင်စား Night Days at 3ပြီးကြတော့မှ Bishop A5 လို့ပုံပြရွှေခံမယ်ဆိုရှင်တော့ဒီနေရာမှာဒီ date စီဆဲဆိုပြီးတော့မြင်းရဲ့ Bishop ရဲ့နှစ်ကောင်နဲ့ရထားနဲ့ကိုလဲပလိုက်လို့ရပါတယ်အဲ့လိုလဲကစားခံမယ်ဆိုရှင်ဖြူတာမှာပါနှစ်ကောင်တွေက background ထဲမှာပဲပိတ်မိနေမယ်ဖြူကောင်တွေကတော့ရန်အောင် active ဖြစ်နေမယ် ဒီ position မှာဖြူတာမှာပါတကယ်လို့ဒီနေရာမှာနှက်ကသူ့မြေကို97လို့ခွန်မျိုးရှောင်ခဲ့မှာဆိုရှင်လည်း ease တက်လို့ရပါတယ်အဲ့လိုဆိုရှင်လည်းနောက်လည်းကြာလို့ရှင်ဒီဘုံကိုစားပါပါလို့ဆိုတော့ပွဲရပြန်ကြည့်လိုက်မယ်ဆိုရှင်ဒီနေရာမှာဖြူအားခုနကပြောလိုမျိုး D5 တွေ E7 တွေတက်မဲ့ plan လေးကိုလွတ်သွားပါတယ် ရရှောက်ပြီးတူဆိုပြီးတော့နောက်ပြန်ဆုတ်ထားရတယ်97ဒီမှာမှာ97ချက်ပိုကောင်းတဲ့အကွက်ကတော့ခွေရရတော့ခါတဲ့ဂါစလင်းလှုပ်လိုက်တင်တယ်ဆိုပြီးပြောပါတယ်အဲ့လိုဆိုလို့ရှိရင် position က equal ဖြစ်သွားမှာပါနာမည်ပေါ်ရမှာတော့97ဆိုပြီးတော့ရွှေ့ခဲ့တယ်။ Bishop E2 ဒီဝါဒီညာမှာသူ့ဘစ်ရှော့ကို defense ကိုဆင်းကားပါတယ်။ဒါမဲ့လို့ဒီကွာမလိုအပ်ပါဘူး။ဒီညမှာအကောင်းဆုံးအကွက်ကတော့ခုနကဝါဒါဝင်နဲ့အမားကိုပို့ရတဲ့ဒီ bishop ကိုဒါဝင်နဲ့အမှန်ဖြစ်တဲ့ငိုနေရအောင်ပြန်ပို့တာအကောင်းဆုံးလို့ဆိုပါတယ်။အဲ့လိုဆိုရှင်နှက်ကင်းအနေနဲ့ကာစလင်းလောင်လုံးလို့ပြရမှာမဟုတ်ပါဘူး။ချက်ချင်းကြီးတားလို့ရမှာမဟုတ်ပါဘူး။ဒါလို့လည်းဆိုတော့ကင်းကာစလင်းလောက်လိုက်တာနဲ့ဒီမြေကအစားခံရမှာပါ။ တကယ်လို့95လို့ကွန်ပျူရွှေ့ခဲ့မှာဆိုရှင်လဲဒီပလျှောက်ကဒီဒါဝင်ရနေတဲ့စိဖြတ်ပြီးသားဖြစ်သွားမယ်ဥမာနေပြောရမယ်ဆိုရှင်တကယ်လို့ဘွင့်ပြီ3လို့ကွန်ပျူရွှေ့ပြီးတော့မြင်းကိုတိုက်တာမျိုးလုပ်လို့ရမယ်ဒီနေရာမှာမြင်းက F4 ကိုလာချက်တာမျိုးလုပ်ခဲ့မှာဆိုရှင်ဒါလေးကင်းကြိတ်ဆွိုင်းဆိုပြီးတော့ပြေးလိုက်လို့ရပါတယ်နောက်ကမြင်းနှကောင်ရဲ့ကွင်းရဲ့အသုံးကောင်ဖြစ်သွားပြီးမယ်လို့ဒီ position ကြီးကိုဖောက်ဖို့ကမလွယ်ပါဘူး ွဲပြန်ကြည့်လိုက်မယ်ဆိုရှင်တော့ဒီနေရာမှာဖြူအားခုနကပြောလိုပဲ Bishop A3 ပြန်ရွှေ့ရမယ်ဘွက်လေးကိုလွတ်သွားပါတယ် Bishop E2 ဆိုပြီးတော့နောက် Bishop လုံးကို defense ကိုစင်ကာတယ် Knight is Steiner's ထပ်မရွှေ့ပါတယ်သူ့ရွယ်ချက်ကတော့အမြင်နဲ့ဒီကနေပြီးတော့လာချက်ဖို့ပြင်နာပုံရပါတယ်ဒီနေရာမှာအခွင့်အရေးရာတော့ကာစလင်းလုံလိုက်တယ်ပါတယ်အဲ့လိုဆိုရှင် နောက်လည်းကြောင်မှာသူကမြင်းကိုဘလို့ပဲမညူပါဘူးလုံးလုံးခင်ဟာလုံုံတဲ့နေရာကိုရောက်သွားပြီဖြစ်တဲ့ကြောင်မလို့တိတ်ပြီးရလှည့်ချင်စရာလို့မှမဟုတ်ပါဘူးဒါပေပွဲထဲမှာတော့ Styles ကကင်းကိုကာစလင်းမလုပ်ခင်မှာ Night Dice ဆိုပြီးရလှည့်တာလေကင်းကိတ်ဆိုင်ချူကသူ့ကင်းကိုအရင်ချိုးဆောင်လိုက်တယ်ဝင်းနာဖိုင် Night Dice ဖို့ ဒီသားမှာတော့ဖြူကတော်လေးကိုတာနေပါပြီ။နှက်ကွင်းကလည်းသွားစရာကွက်ကတော်လေးကိုရှားပါပါပဲ။ဒီမြားမှာနှက်ကွင်းနေနဲ့နောက်ထပ်ထိပြန်ဆုံမလား။ဒါမှမဟုတ် F2 ပုံကိုစားမလားဆိုပြီးတော့စဉ်းစားစရာနှစ်ခုရှိပါပဲ။ Where is F2? Stainless ဟာဒီမြားမှာနိုင်ငံရဲ့ position မှာမှထပ်ပြီးတော့မရွှေ့ပါပဲ။ဒါပေမဲ့ဒီမြားမှာနှက်ရဲ့ position ကတော်တော်ခက်ခဲနေပါပြီ။ ခွင်းဟာဒီအိတ်ဆက်ဘာကိုနောက်ဆုတ်ခံမယ်ဆိုလို့ရှင်လဲဖြူသာရရှိမှာပါပဲဒီနေရာမှာဖြူက the shop at 3တို့အကွန်မျိုးရွှေ့လို့ရတယ်နောက်လဲကြလို့ရှင် e4 ကနေ30ခွင်းကိုလှမ်းတိုင်းမယ်ဆိုပြီးပြင်ထားတယ်ဥမာ castle gain side the shop e3 ဒီမြင်းနဲ့ရထားတွေကိုအရင်ထက်ချိန်ပဲ rookie ရိမ့်နိုင်ကာလို့ရှင် the shop e ကိုရွှေ့ပြီးတော့ခွင်းကိုတိုင်းမယ်ဂျီစက်တတာမျိုးဒီနေရာမှာလှုပ်လို့ရပါတယ်ဒါပေမဲ့အဲ့ခါကြလို့ရှင် center ကဖြူပေါ်နေရတက်လာမှာပါ D5 ဆိုပြီးတော့ IC5 ရွှေ့ခဲ့မှာဆိုရှင်ပျောက်နဲ့ဒီမြင်းကိုလဲပြလို့ရရယ်ဒီမြာမာရင်ကြည့်မှာဆိုရှင်နဲ့အကောင်တွေကဂျောင်းထဲကြီးဂျားထဲကြီးမှာညံ့နေပြီးတော့ဖြူရဲ့အကောင်တွေကတော့ space အကျယ်ကြီးနဲ့ရန်ကိုတွက်လန့်နေရမြင်ရမှာပါအဲ့လိုဆိုဂျီစစ်မတာပဲနဲ့ဝင်းနေချိတ်ဆိုပြီးတော့ဂျားထဲကိုရွှေ့ခဲ့ရင်ရောအဲ့ခွက်ကြီးကတော့ပိုဆိုးပါလိမ့်မယ် ဘာလို့လဲဆိုတော့ကွင်းကဒီကြားထဲမှာလှုပ်မရတော့တဲ့အတွက်ကြောင့်မလို့ပါ။ဒီညမှာလည်းဖြူက device ဆိုပြီးတော့ center ပုံးလေးကိုတရွရွနဲ့တလိမ့်နှိမ့်နဲ့တက်လာလို့ရပါတယ်။ nice device ရွေးရမယ်ဆိုရှင် visual days night visual days visual visual g2 အဲ့လိုတွေကစားပြီးတော့တာရမှာပါ။တကယ်လို့စီစစ်တက်ခဲ့မယ်ဆိုရှင်ဒီစစ်တက်ပြီးတော့တစ်ခါတည်းပိတ်လိုက်လို့ရပါတယ်။အဲ့လိုဆိုရှင် chessboard ရဲ့အလဲကောင်ကနေပြီးတော့ဖြူပုံးတွေက ြားလိုက်လိုမျိုးဖြတ်လိုက်လိုမျိုးဖြစ်သွားမယ်။နန်းအကောင်တွေကလုံဝရင်းနှီးပါးကိုဆက်တွဲပြတ်သွားမယ်။အဲ့လိုစားပြီးတော့ဖြူတာရနိုင်ပါတယ်။ဘယ်ပြန်ကြည့်မယ်ဆိုရင်တော့ Stylus ကကွင်းလေးစားပန်းဆိုပြီးတော့မရွှေ့ခဲ့ပါဘူး။ Quintex of 2ဆိုပြီးတော့ပြေးစားတယ်။ဒီကွာတော့ကွင်းကြားရဲ့ညက်တဲ့အတွက်ကွက်ထပ်ပို့ပြီးတော့ဆိုးသွားတယ်။ ဘာလို့လဲဆိုချင်တော့နောက်လက်အိမ်မှာ Queen ကထရမ်ပီရောမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပါ94ဒီနားမှာတယ်စိုင်းနေစာရှုံးပေးသွားခဲ့ပါတယ်ဖြူဟာမြင်းနဲ့ Queen ကိုလှန်တိုက်လိုက်တယ် Queen အနေနဲ့ရှောင်းစရာအခွက်ကတစ်ခွက်ပဲရှိသွားတယ်ဘာလို့လဲဆိုချင်ဒီအခွက်တွေ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 ကိုဖြူကောင်တွေကထောက်ထားတယ်ရွှေလို့မရပါဘူးအဲ့ခါကျတော့ E3 ဝင်ရွှေရပါလိမ့်မယ် E3 ရွှေရမယ်ဆိုရှင်လဲပျှောက်ကိုဖယ်ပြီးတော့ရထားနဲ့တိုက်တာခံရပါပါ အဲ့ခါကြလို့ရှိရင်လက်ကွင်းကလုံးဝယူထွက်မိပါပါလိမ့်မယ်။ကွင်းနဲ့ရထားနဲ့လဲပြီးတော့ဖြူတာပါပါ။နောက်နဲ့အိမ်မှာနိုင်သွားပါလိမ့်မယ်။အားကြောင့်မလို့ဒီနားမှာရင်စတိုင်းနဲ့စရှုံပေးသွားခဲ့ပါတယ်။ဒီနေ့ပြောခဲ့တဲ့ Stainless နဲ့ Gons Fighter ရဲ့1890 1890ဘာမှမအောင်စားခဲ့တဲ့ The Third World Chess Championship Match ရဲ့ Game System Review Season လေးကိုတော့ဒီနားမှာပဲရလိုက်ပါမယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။